ကောင်းပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ iTube Go ကိုသုံးပြီးတော့ YouTube ကဗီဒီယိုတွေရယ် Facebook ကဗီဒီယိုတွေရယ် TikTok ကဗီဒီယိုတွေကို download ဆွဲပြပါမယ် download မဆွဲခင်ဒီ iTube Go ရဲ့ setting တွေကိုကျွန်တော်အရင်ဆုံးချိန်ထားတင်ပါတယ်ဘာတွေချိန်ရမလဲဆိုရင်ကျွန်တော်ပြပြမယ်နော်အရင်ဆုံးချိန်တင်တာကတော့ဒီ download to မှာဆိုရင် original video ပေါ့နော် download ဆွဲလိုက်တဲ့ video ကိုကျွန်တော်ကသူ့ရဲ့ original format တိုင်းပဲကျွန်တော်တို့ download ဆွဲပါမယ်ပေါ့နော်ဒီလို MP4 ကိုယူထားရဆိုတော့သူ original video format ကနေသူ MP4 ကို convert ပြန်လုပ်ပေးနေရတယ်ပေါ့နော်အဲ့ဒါအဲ့ဒီဟာလည်းတော်တော်ဆောင် ောင်းရတယ်။အဲအကြောင်းမလို့ကျွန်တော်က original video format ကိုပဲရွေးထားစေချင်ပါတယ်။နောက်တစ်ခုကကျတော့ဒီအောက်ဆုံးတောင်းအောင်ပေါ့နော် double fast double fast ကကျတော့သူကပြောရလဲဆိုရင် speed ကိုကန့်သတ်လို့ရတယ်။ဒီ video တွေ download ဆွဲတဲ့အခါမှာဆိုရင် block megabit per second နဲ့ download ဆွဲခြင်းလဲဆိုတာပေါ့နော်။အကောင်းဆုံးကတော့ double fast ကိုပဲရွေးထားတင်ပါတယ်။နောက်တစ်ခုကကျတော့ menu bar ပေါ်က application ကိုတောက်ပြီးတော့ preference တွေတွားလိုက်မယ်။ဒီ when the task finish မှာဆိုရင်တော့ do not တင်ထားလိုက်ပါနော်။ဒီ maximum number download ကကျတော့အချိန်မှာ download ဘယ်နှခုပြိုင်ပြီးတော့ဆွဲလို့ရလဲဆိုတာပေါ့နော်။ကြိုက်တာရွေးလို့ရတယ်။ YouTube က video ီဒီယိုတွေကိုဒေါင်းလုဒ်ဆွဲတဲ့အခါမှာချိန်ထားလို့လည်းရတဲ့ setting တွေရှိတယ်။ဒေါင်းလုဒ်ကိုမဒေါင်းလုဒ်မှဆိုရင်ဗီဒီယိုချိန်မယ်။ပြီးရင် quality မှဆိုရင် 4K ပဲပေးထားလိုက်ပါ။ဘာလို့လဲဆိုတော့ YouTube ကလည်းလောလောဆယ် 4K ဗီဒီယိုတွေကိုဝယ် support လုပ်ထားတယ်ပေါ့နော်။အဲ့တော့တကယ်လို့ 8K ရွေးမယ်ဆိုရင်လည်း 4K နဲ့ပဲရမှာပေါ့နော်။အဲ့တော့ 4K ပဲရွေးလိုက်မယ်။ပြီးရင် subtitle ကတော့ English ပဲယူထား။ဒီနောက်ခုကကြတော့ save downloaded files တူဆိုတာက download ဆွဲလိုက်တဲ့ file တွေကိုပုံမှန် save မလဲဆိုတော့ဗောနော်နေရာအတိုင်းပဲကျွန်တော်ထားလိုက်ပါမယ် apply ကိုတစ်ချက်နေလိုက်မယ်နော် ကို download ဆက်ခြင်းနဲ့ YouTube channel ကိုအရင်ဆုံးသွားမယ်နော်အခုကျွန်တော် YouTube ကဗီဒီယိုတွေကိုအရင်ဆုံး download ဆက်ဆွဲကြပါမယ်ဒီမှာဆိုရင်တော့ Bugatti channel ကဗီဒီယိုတွေတွေကကျွန်တော်ဒီဗီဒီယိုလေး download ဆက်ခြင်းမယ်နော်ဗီဒီယို download ဆက်မယ်ဆိုရင်အဲ့ဒီဗီဒီယိုဖွင့်ကြမလို့ကျွန်တော်ကညာဘက်ကအဆက်လေးသုံးဆက်ကိုတစ်ချက်နေလိုက်ပြီး share ကိုတစ်ချက်နေလိုက်မယ်ပြီး copy ကိုတစ်ချက်နေလိုက် copy နေပြီးသွားပြီဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်စော့ application ကိုပဲပြန်သွားလိုက်အောင်ပြန်သွားလိုက်ပြီဆိုရင်သူကဒီလိုလေးတက်နေလိုက်မယ်ပေါ့နော် copy ယူထားတဲ့ link ကိုသူက auto သိရအဲကျွန်တော်ကဘာမှလုပ်စရာမလိုဒီ page URL ဆိုတဲ့ cloud ကိုကျွန်တော်နှိပ်စရာမလိုဘူး ဲနဲ့သူတခါတန်းတည်ပေါ့နော်အဲဆိုရင်ကျွန်တော်က download ဆိုတဲ့ cloud လေးနှိပ်လိုက် analyzing ဆိုတဲ့နေရာလေးမှာနည်းနည်းတော့ဆောင်ရပါတယ် download ဆွဲပြီးသွားလို့ပြည်သွားပြီဆိုရင်ကျွန်တော်ကဒီ download တဲ့ folder ထဲမှာကြည့်လို့ရပါတယ်ဒီ video ကစစောလိုမျိုးနေရာရှိရပေါ့နော် download ဆွဲပြီးသွားလို့ရှိရင်ပြည်သွားရင်ဘယ်နေရာမှာတိတ်မဲ့ဆိုတာစစောက setting ထဲမှာချိန်ထားတဲ့အတိုင်းပေါ့နော် အဲ့ကျွန်တော်ကဒီမှာဆိုရင်တန်းကြည့်ချင်တယ်ဆိုတော့ဒီ fora show that file ဆိုတဲ့ icon လေးကိုတစ်ချက်နှိပ်လိုက်ရင်ဒါပွင့်သွားမှာပေါ့နော်နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ download ဆိုကြည့်မယ်နော် YouTube ကဗီဒီယိုပဲဒီ26 seconds အားဒီဗီဒီယိုလေးကို download ဆိုမယ်နော်ဒီ excel လေး30ကိုတစ်ချက်နှိပ်ကျဲဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီ link ကို copy ကုလိုက်ပါမယ်ဆိုတော့ application ကိုတစ်ချက်ပြန်သွားလိုက်ရင်ရောက်နေပါလိမ့်မယ် download ကိုတစ်ချက်နှိပ်လိုက်အောင်ပါမယ် analyzing လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ Facebook ကဗီဒီယိုတွေထိုက်ပြီးတော့ download ဆွဲပြပါမယ်။အဲဆိုရင်ကျွန်တော်က Facebook ကိုသွားလိုက်ပါမယ်။ဒီမှာဆိုရင်တော့ကျွန်တော်က NASA ရဲ့ Facebook page ကိုသွားပြီးတော့သူတင်ထားတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ download ဆွဲမယ်နော်။ Share ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နေလိုက်ပါ။ Copy link ကိုတစ်ချက်နေလိုက်မယ်။ကျွန်တော်ဆိုဆို iTunes ကိုပြန်သွားလိုက်မယ်ဆိုရင်သူက copy ယူထားတဲ့ link ကို auto တည်တယ်ပေါ့နော်။ download ဆိုတဲ့ခလုတ်လေးကိုနေလိုက်အောင်ပါ။ Facebook ကဗီဒီယိုလေးလည်း download ဆွဲပေးတော့ပါတယ်။ဒီမှာဆိုရင်ဒီပေါ်ဆုံးကဗီဒီယိုလေးက Facebook ကဗီဒီယိုလေးပါ။ TikTok ကဗီဒီယိုလေးကိုကျွန်တော် download ဆွဲပြမယ်နော်။ Samsung ရဲ့ TikTok account နဲ့ဝင်ပြီးတော့ဗီဒီယိုတစ်ခုခုကိုကျွန်တော် download ဆွဲမယ်နော်။ download ဆွဲခြင်းတဲ့ဗီဒီယိုတော့ဒီမှာတော့ဖွင့်ရတယ်ပေါ့နော်။တစ်ချက်ဖွင့်လိုက်မယ်။ဖွင့်ပြီးသွားပြီဆိုရင် copy link လေးကိုတစ်ချက်နှိပ်ရပါတယ်။ copy link လေးကိုနှိပ်ပြီးသွားပြီဆိုရင်ဆော့ဆော့က Android ကိုပြန်သွားလိုက်ရင် download ဆိုတဲ့ column လေးပေါ်နေလိမ့်မယ်နော်။ download ကိုနှိပ်လိုက်မယ်။ဒါဆိုရင် TikTok ကဗီဒီယိုလေးလည်း download ဆွဲပြီးသွားပါပြီ။ MacBook တုံးနေဆိုရင်ဒီ application က load up ပြီးတော့တကယ်ရှိတဲ့ application မှာဘာလို့ဆိုတော့ကျွန်တော်ရဲ့နေစဉ်ပေါ်မှာ ဗီဒီယိုတွေကြည့်တာတွေကကင်းကွာလို့မရဘူးနော်အဲ့တော့ MacBook တုံးနေတဲ့ဗီဒီယိုတွေဒီဆော့ဆော့လိုမျိုး YouTube တို့ Facebook တို့ TikTok တို့လိုမျိုးကမ္ဘာကျော် social platform တွေကဗီဒီယိုတွေကို download ဆွဲဖို့အတွက်ဆိုရင်ဒီ iTunes ကတော့အသင့်တော်ဆုံးပါပဲ။ โอเคပါခင်ဗျာဒီဗီဒီယိုလေးကနေပုဂုတ္တရပြသွားရလို့ခံစားမိပါတယ်ဗျ။နောက်လည်းအားပေးပါအောင်။သိချင်တာလေးရှိရင် comment ကနေ mail လို့ရတယ်လို့ description ထဲက email ကိုပို့ပေးလဲ mail လို့ရပါတယ်။ဗီဒီယိုထဲမှာစကားပြောမှားသွားတာတွေရှိခဲ့မယ်ဆိုရင်နားလိုက်ပေးပါဗျ။ကျေးဇူးတင်ပါတယ်။နောက်ထပ်ပုဂုတ္တအသစ်တွေပေးဖို့ကြိုးစားလိုက်ပါအောင်ပဲဗျ။ Subscribe လုပ်ထားမယ်ဆိုရင်တော့တင့်အတွက်ပို့ပြီးအကျိုးရှိမယ်ဆိုတာအားမခံပါလိမ့်ဗျ။